အလိုအလိုမေမင်္ဂလာပါခင်ဗျာအခုကတော့ kipless day ကိုပေါ့နော် ATM ဆက်ကနေတဆင်ပတ်စံဘလို့ဖြည့်မလဲဆိုတာရေးပြီးဒီလူဆက်တရားကိုနေအနည်းဆုံးဘလို့နေရာမှာရှိတယ်လို့အဲဘလို့ရှားမလဲဆိုတာကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာ Okay ဒါလေးမလို့ခင်ကျွန်တော် kipless ကိုအရင်ဖွင့်ထားတာပေါ့နော် clipboard scan ဆိုတာလေးကိုကျွန်တော်အရင်နှိပ်ထားပြပါရစေ။ Okay let's go အဲကျွန်တော်ပတ်စံထဲမှာဆိုတော့ cash deposit ကိုနှိပ်မှာဖြစ်ပါတယ်။ ကျွန်တော် key plan နဲ့ဖြီးမှာပေါ့နော်အဲ ATM card တွေနဲ့လုပ်လို့ရပါတယ်ခင်ဗျာကျွန်တော် key plan နဲ့ဖြီးမှာဖြစ်ပါတယ် key plan ထဲမှာကျွန်တော်ဖွင့်ပြီးသား scan ဆိုတာလေးနဲ့ဒီຢာလေးကို scan ဖလိုက် scan ဖလိုက်မှာပေါ့နော်အဲဆိုဒီလိုလေးပေါ်လာမယ်ကျွန်တော်အင်္ဂလိပ်စာအုပ်ရင်ပြောင်းနေပြီးရင်ကက်စီကွန်ဘန်နဲ့ကျွန်တော်ထည့်မှာပေါ့နော်အခြားဘန်လေးထည့်လို့ရပါတယ်ခင်ဗျာအခြားဘန်ဆိုရင်တော့ Fiji အေးကြပါလိမ့်မယ်ခင်ဗျာဒါတော့ကျွန်တော်ဘန်ကောက်ထည့်ရမှာဖြစ်ပါတယ်อืมဘန်ကောက်လေးထည့်နေပါပြီ โอเคဘန်ကောက်ကမှန်ကန်ပါတယ်ခင်ဗျာဒီဆက်က900ရန်100ရန်1000ရန်ဖြည့်လို့ရပါတယ်ခင်ဗျာကျန်တဲ့အားတွေမရပါဘူးโอเคအောက်ကအဲပတ်စံပုံလေးပွင့်လာပြီဆိုတော့ကျွန်တော်ပတ်စံထည့်လိုက်ပါပြီโอเคပတ်စံအစောရီကကျွန်တော်ရည်ပြီးသားပေါ့နော်800ရှိရယ်อืมပတ်စံလေးကဟိုဘက်လေထဲတာပူစင်ပြပါရခင်ဗျာဒီဘက်လေတခါတည်းကန်ဆယ်ဖြစ်တတ်ပါတယ်อืมဆက်ကရည်လို့မရပြီပေါ့เนาะ โอเคมามาเลยครับเนี่ย800 800มากันมาเลยครับเนี่ยโอเคเอ่อคือว่าเราเจอกิบเลทเท่า800ยောက်ลาไปป่ะเนาะเอ้สลิลิถั่วลาไปครับเนี่ยสลิถั่วลาไปอ่ะถ้าก็เปอร์เซ็นต์ถိတ်ไปตัวไปป่ะเนาะဒီအနေနဲ့ကတော့ဗမာရှားမလဲဆိုတာပေါ့နော်အဲ့တော့ Kiplet software တွေကရှားမှာဖြစ်ပါတယ် Kiplet software တွေကနေပြီးတော့မှအဲ့အဆက်30လေးနဲ့ move ဆိုတာလေးနေလိုက်ပါမြင် အဲ့နေပြီးတော့ဆိုရင်အဲ့ထက်မှာ fine branches and service ဆိုတာလေးကိုနေလိုက်ရင်သူအမြေပုံလေးနဲ့ခြားလာမှာပေါ့နော်ကိုနေတဲ့အနီးတစ်ဝိုက်မှာအဲ့မှာသူကမှတ်ချက်လေးရှိရဲအမဘန်းနေပါရိုက်ပေါ့နော်သူရဲ့ service နဲ့ပတ်သက်ပြီးတော့ဘယ်နိုင်မှာရနိုင်နေဆိုတာကိုမှတ်ချက်လေးရှိရဲအဲ့ထက်မှာကျွန်တော်ပတ်စံဖြည့်မှာဆိုတော့嗯တပူစစ်ကိုပဲမှတ်ချက်လေးချစ်ထားပြောပေါ့နော်ဂျန်နာရီကုန်ဖြောက်ထားလိုက်ရင်အမပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီမှာ7 11တို့ PC တို့ စီချီရိုအဲ့ဒီမှာလေကေပလက်ဖြည့်လို့ရပါတယ်အဲ့ဒီမှာကတော့ဝန်ဆောင်က30အနေ20တိအောင်ရှိလို့တော့ကြာပါတယ်ကျွန်တော်တော့မဖြည့်ဘူးပေါ့နော်ခွာအစောစောလေးရပြောခဲ့ရတာကြတော့ ATM စကန်နေပြီးတော့ဝန်ဆောင်ကပေးစရာမလိုဘဲနဲ့ကေပလက်ဖြည့်တဲ့ဥစ္စာကိုကျွန်တော်ပြောခဲ့ရဖြစ်ပါတယ် TV လေးကအကျိုးရှိတယ်ဆိုရင် save ထားလို့ရပါတယ်ခင်ဗျာ။ချရတဲ့သူတွေအတွက်လည်းပြန်လေးမျှဝေပြပါအောင်ခင်ဗျာ။ကျေးဇူးများတင်ပါတယ်ဗျာ။